luxury feeling အပြည့်နဲ့ခြင်ကြတဲ့ Samsung ရဲ့ဒီ Galaxy Z Fold လို့ဖုန်းမှာပဲရွေးပြီးတော့ဖြစ်တဲ့ပြဿနာလေးတွေရှိတယ်ဆိုတော့ဒီဖုန်းဒီမှာပဲရွေးပြီးဖြစ်ရတဲ့အကြောင်းရင်းကလည်း ဒီဖုန်းนี่ခေါင်းဖုန်းဖြစ်တယ်ခေါင်းဖုန်းဖြစ်တဲ့အပေါ်မှာအပြည့်ပြင်းပြရတော့ရပြဿနာပတ်တာပြဿနာကလည်းထပ်ဆောင်ဖြစ်နိုင်တယ်ဆိုတော့ပတ်တာပြဿနာကလည်း screen တစ်ခုကို join မိထားတဲ့အလေကပတ်တာလေးကကျက်သွားလို့ပေါ့နော်ဆိုတော့ဒီဖုန်းကတော့ twin jack အနေနဲ့ပတ်တာပြဿနာအပြင်ကိုလုံးဝပေါဝါမလာတော့ပါဘူးဆိုတော့ power clock ဘယ်လောက်နှိမ့်နှိမ့် power clock ဘယ်လောက်ဖြည်းဖြည်းပေါဝါမလို့တော့ပါဘူးဆိုတော့ဒါကလည်းကျွန်တော်တို့ရှိမှာ middle cable ကိုလဲလှယ်လို့ရပါတယ်ဆိုတော့ဒီလုံးလေးဆိုရင် hinge ပတ်တာပြဿနာလေး ကိုလည်းကျွန်တော်ရှိမှာပြုပြင်သွားတယ်လို့ middle cable လို့ခေါ်တဲ့ဂျာကျိုးကိုလည်းကျွန်တော်ရှိမှာပြုပြင်လဲလဲသွားတဲ့အတွက်နကူပုံစံအတိုင်းကိုအေးစစ်စစ်ပြန်လဲအသုံးပြုနိုင်တာပဲဖြစ်ပါတယ်။အာမခံချက်ကိုလည်းရပောင်း180နဲ့အတူကျွန်တော်ဘက်ကကျွမ်းကျင်ပိုင်နိုင်တဲ့ technician တွေကအချိန်တူတွင်းမာရင်ကိုပြုပြင်ပေးသွားတာပဲဖြစ်ပါတယ်။ဆိုတော့ DR မျိုးတွေအလားတူဖြစ်နေတဲ့မိတ်ဆွေတွေလည်း ကျွန်တော်တို့ဆိုင်ကိုလှမ်းလာခဲ့ဖို့ကျွန်တော်ဒီကနေပြီးတော့အကြံလေးပြုလိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော့နေ့ရက်လေးကိုပိုင်ဆိုင်နေကြပါစေခင်ဗျာ